အားလုံးပဲမင်္ဂလာပါ Web Future Sport Channel ကနေကြိုဆိုပါရစေ။ FIFA ကနေကျင်းပတဲ့ပြိုင်ပွဲတွေကိုအင်ရှင်ဖြစ်လက်ခံကျင်းပတဲ့နိုင်ငံတွေရဲ့အကျိုးမျက်နှာပတ်သက်ပြီးကျင်းဆက်ပေးမှာဖြစ်ပါတယ်။ FIFA ကနေလက်ရှိ American မှာကျင်းပနေတဲ့2025ခုနှစ်ကလပ်ကပဖလားပြိုင်ပွဲနဲ့2026ကပဖလားပြိုင်ပွဲတစ်ခုကနေပြီးတော့ American ပြည်ထောင်စု အနေနဲ့ဒေါ်လာ49ဘီလီယံနဲ့အလုတ်ကင်ပေါင်း3သိန်းနီးပါးဖန်တီးပေးနိုင်မယ်လို့ ကမ္ဘာ့ပလွန်ဖွဲ့ချုပ် FIFA နဲ့ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ Open Economy ရဲ့လစ်လာချက်အရအဆိုပါပြိုင်ပွဲနှစ်ခုကနေကမ္ဘာ့ GDP ကိုဒေါ်လာ62ဘီလီယံပံ့ပိုးပေးနိုင်မှာဖြစ်ပြီးတော့ပြိုင်ပွဲနှစ်ခုကိုလက်ခံကျင်းပမယ့် American အနေနဲ့ကြီးမားတဲ့အကျိုးမြတ်ကိုရရှိမှာဖြစ်ပါတယ်။2026ကမ္ဘာ့ဖလားကို American ကနေဒါမက္ကဆီကိုသုံးနိုင်ငံကနေပြီးတော့ပူးတွဲအင်ရှင်ဖြစ်လက်ခံကျင်းပမှာဖြစ်ပါတယ်။ ကပတ်ဖလားပြိုင်ပွဲကနေကပတ် GDP ကိုဒေါ်လာ40.9ဘီလီယံပံ့ပိုးပေးနိုင်မှာဖြစ်ပြီးတော့ကပတ်တဝမ်းမှာအခြေပြီးအလောက်ကင်နေရပေါင်း83400ကိုအန်တီပေးနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ပေါ်ပြချက်တွေရအမေရိကန်တနိုင်ငံတဲ့အတွက်18.2ဘီလီယံ GDP နဲ့စုစုပေါင်းငွေငွေ37.5ဘီလီယံအခြေပြီးအလောက်ကင်3800ကိုဖန်တီးပေးနိုင်မှာလိမ့်မယ်။ တော်နစကဘဖလာမအင်ရှင်တုံးနိုင်ငံကနေပြည်သက်ပေါင်း6.5တန်းကိုဆွဲဆောင်နိုင်မယ်လို့လည်းထပ်မံထားကြပါတယ်။လက်ရှိကျပနေတဲ့ကမ္ဘာကလပ်ကမ္ဘာဖလာပင်ပွဲကနေကမ္ဘာ GDP ကိုဒေါ်လာ23.3ဘီလီယံသမှုပေးနိုင်မှာဖြစ်ပြီးတော့အဲ့ဒီထက်ကနေအမေရိကန် GDP ကို9.6ဘီလီယံရနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ကလပ်ကမ္ဘာဖလာပင်ပွဲမှာဒေါ်လာ18.3ဘီလီယံအမေရိကန်ကနေရရှိမှာဖြစ်ပြီးတော့ အလောက်ကန်နေရပေါင်း35000ကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ economic effect တွေနဲ့ report တွေရကပပလာပြမွဲက social benefit အနေနဲ့ဒေါ်လာ8.18ဘီလီယံနဲ့ကလကပပလာပြမွဲကလည်းဒေါ်လာ3.36ဘီလီယံရမယ်လို့ကန့်မှန်းထားရပါတယ်။အဲ့ဒီပမာဏတွေကခရီးသွားလုပ်ငန်းတွေ infrastructure development တွေ global visibility နဲ့ community engagement ကလည်းရကြတာဖြစ်ပါတယ်။ကျွန်တော်တင်ဆက်ခဲ့တဲ့အကြောင်းအရာကို2023ခုနှစ် အမျိုးသမီးကဘာပလာပြန်ပွဲပြီးမှစတင်ခဲ့တဲ့ good economy ရဲ့စစ်တမ်းကို FIFA နဲ့သူတို့ TO ကနေဆက်လက်ပူးပေါင်းဆောင်ရွက်ပြီးတော့ရရှိလာတဲ့ report တွေဖြစ်ပါတယ်။အဆိုပါ report တွေက FIFA ပြန်ပွဲတွေကိုအရှင်ဖြစ်လက်ခံကျင်းပချင်းအကျိုးအမြတ်တွေနဲ့ပုံလုံးကိုကဘာစီပွားရေးနဲ့လူမှုရေးဆိုင်ရာတိုးတက်ဖို့ပြုမှုရဲ့မောင်းနှင်အားအနေနဲ့အပြည့်ဖို့ရည်ရွယ်လို့ report တွေကဖော်ပြပါတယ်။ ားလုံးကိုကျေးဇူးတင်ပါတယ်ဝီကျိုချိုစပော့ချန်နယ်ကို like and subscribe လုပ်သွားပြီးပြောလိုပါတယ်ကျွန်တော်ရဲ့တင်ဆက်မှုနဲ့ပတ်သက်ပြီး comment မှာဝင်ရောက်ဆွေးနွေးတော်လို့ရပါတယ်